ကချင်ပြည်နယ်ဖက်ကမ်းမြို့နယ်လုံခင်ကျေးရွာမှာအခြေခံပညာကျောင်းပေါင်းစုံဘောလုံးပွဲတော်ကိုဒီကနေ့2025ခုနှစ်နိုဝင်ဘာလ6ရက်နေ့မှာဖွင့်ပွဲနေအတူဘောလုံးပြိုင်ပွဲတို့ကိုစတင်ကျင်းပပြုလုပ်နေတယ်လို့သိရပါတယ်အဆိုပါဘောလုံးပွဲတော်ကိုဆရာဆရာမများကျောင်းသားကျောင်းသူများအားလုံးတို့ကလုံခင်ကျေးရွာရက်ွက်တရှိရွာမကျောင်းမှာစုဝေးကြပြီးလုံခင်အထာကကျောင်းသူတန်းစီချီတက်ကဖွင့်လှစ်ပွဲကို ကျင်းပခဲ့ကြပြီးအဆိုပါပြိုင်ပွဲကိုနိုဝင်ဘာလ12ရက်နေ့အထိကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ လုံခင်းဒေတာခန့်တွေထံကနေသိရပါရယ်။အခုကျင်းပါတဲ့အကြောင်းပေါင်းစုံဘောလုံးပွဲတော်မှာဖကန်းမြုပ်နေရှိအကြောင်းများအလုံးပါဝင်နိုင်ခြင်းမရှိပေမဲ့ကိုပိုင်ကျောင်းများဘောရာဆောင်များအပါဝင်ကျောင်းပေါင်း20ကျောင်းတို့မှပါဝင်ရှင်ပြိုင်တွားမှာဖြစ်တယ်လို့ကျောင်းဆရာမတူကပြောပါရယ်။လက်ရှိနိုင်ငံရေးအခြေအနေတွေနဲ့တခြားအခြေအနေတွေအကြောင်းမျိုးမျိုးတို့ကြောင့်အခုကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲကိုဖကန်းမြို့နယ်ကကျောင်းတွေအားလုံးမပါဝင်နိုင်ကြပါမဲ့ အစိုးရအကြောင်းတွေကိုပိုင်အကြောင်းတွေနဲ့ဘော်ဒါဆောင်တွေစုစုပေါင်း20ကျောင်းပါဝင်သွားမှာဖြစ်ပါတယ်ဒီလိုအကစားပြိုင်ပွဲတွေပြုလုပ်ပေးခြင်းအဖြစ်ចောင်းသားចောင်းသူတွေရဲ့ပညာရေးအပြင်အကစားကားရတဲ့ចမ်းမာရေးစီလုံးညီညွတ်ရေးပူပေါင်းဆောင်ရွက်တတ်မှုစတဲ့ဖြစ်အကျိုးအမြတ်တွေများစွာရသွားကြလိမ့်မယ်ဒီလိုလှုပ်တာကိုလည်းဒေတာခန့်တွေကအာရဝန္တာကြိုးစိုးထောက်ခံကြတယ်လို့၎င်းကပြောပါတယ်ဒေတာခန့်တွေအနေနဲ့လည်းလုံခြုံရေးအခက်အခဲတွေရှိနေတဲ့ကြားကနေ အခုလိုအကားစားပွဲတော်ကျင်းပနိုင်ခြင်းအပေါ်ဝန်တာအာရကြိုးစိုး ထောက်ခံကြပြီးဖွင့်ပွဲအခမ်းအနားအတွက်ចောင်းသားចောင်းသူများစတင်ချီတက်ခြင်းကနေစပြီးတခဲနဲ့အားပေးခဲ့ကြတယ်လို့သိရပါတယ်။ဒီလိုမျိုးပွဲတော်တွေကနေတဆင့်ကာဏအတီးတီးမှာအနာဂတ်ရဲ့ကောင်းဆောင်ကောင်းတွေအတီးတီးပေါ်ထွက်လာကြမှာဖြစ်ပါတယ်။ဒီဒေတာမှာအခုလိုပွဲတော်မျိုးကျင်းပဖို့မပြောနဲ့ចောင်းတွေဖွင့်နိုင်ဖို့တော့အခက်ခဲတွေအများကြီးရှိခဲ့ကြတာဒီလိုအခက်ခဲတွေကြားရတဲ့ကနေအနာဂတ်ရဲ့ခြေပွင့်လေးတွေအတွက် အခုလိုပွဲတော်ကျင်းပပေးနိုင်တာကိုကြိုလေကြိုဆိုပါရယ်ထောက်လေထောက်ခံပါရယ်အားလေအားပေးပါရယ်လို့လုံခင်းဒေတာခန်တအုပ်ကပြောပါရယ်ဖကန်းမြူနေဟာနိုင်ငံရဲ့အခက်ခဲနဲ့စစ်ရေးပဏိပခါတွေကြောင့်ကျောင်းနယ်ပြန်လည်ဖွင့်လှစ်နိုင်မှုနေပါခဲ့ပြီးအခုလိုကျောင်းပေါင်းစုံဘောလုံးပွဲတော်အားကျင်းပပြုလုပ်နိုင်ခြင်းဟာဒေတာအတွင်ပညာရေးလုပ်ငန်းများပြန်လည်လှုပ်ရှားလာခြင်းနဲ့ကျောင်းသားလူငယ်များအကစားစိတ်ဓာတ်တက်ကြွလာခြင်းတို့ကိုညွန်ပြတဲ့အထောက်အထားတစ်ခုအဖြစ်ရှုမြင်နိုင်တယ်လို့ဒေတာခန်တွေကသုံးသပ်ပြောဆိုကြပါရယ်